မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့တနင်္လာနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထိုက်တန်လီပွဲစဉ်ကတပွဲပဲရှိတယ်။အဲ့တော့ဒီဒီနေ့ညတနင်္လာဝဲမှာကစားမဲ့ Premier League ပွဲစဉ်တပွဲပဲရှိတယ်။အဲ့တော့ဒီနေ့မှာအဲ့ပွဲစဉ်ကိုကြိုပြီးတော့တုံ့တက်ပေးပါဦးနော်။အဲ့တော့ဒီနေ့ပွဲစဉ်ကိုကြိုပြီးတော့မတုံ့တက်ပေးကြမှာဆိုလို့ရှိရင်တခြားတော့လေးပြိုင်ဝဲတွေရဲ့ သုံးတဲ့ချက်တွေတစ်တွေကိုသိကျင်နေဆိုလို့ရှိရင်လည်း DPD အောက်ကကောမန်မှာဒါ Telegram channel link ကိုချပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော်အဲ့လိုပြီးဒီဒီနေ့ညရဲ့ဒါပွဲစဉ်ဟာဒီနေ့ညတနင်္ဂနွေမှာကစားမဲ့ Premier League ပွဲစဉ်ပေါ့နော်ဒီနေ့ညတနင်္ဂနွေမှာကစားမဲ့ Brighton နဲ့ Liverpool ပေါ့နော်အဲ့ပွဲစဉ်ရင်ကြည့်ဦးကျွန်တော်အပြင်ကြည့် Liverpool ကတည်ရေးကြရင်10ပြားရှုံးမယ်ပြီးတော့ goal ပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ goal တွင်ပြားလိတဲ့ရှုံးမယ်ပေါ့နော်အဲ့တော့ဒီ Liverpool ကလက်ရှိဒါ Premier League မှာဆိုလို့ရှိရင်သူတို့ချန်ပီယံဖြစ်ထားခဲ့ပြီဖြစ်တာကြောင့်နောက်ပိုင်းပွဲစဉ်တွေမှာသူတို့အတွက်အကျဉ်းတွေပေါ့အမှန်မလို့တော့ဒီတစ်ဖက်က brighton ကိုကျွန်တော်ပြင်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိအဆင့်6နေရာမှာရှိနေပြီးတော့အဆင့်7နေရာက brand phone နဲ့ဆိုလို့ရှိရင်လည်းသူရမှတ်တူတယ်ဘောနော်ဒါမှမဟုတ်ကိုးပါချချက်အတားအကြောင်းသူတို့အဆင့်6နေရာကိုရောက်နေရအဲ့တော့ဒါအခုနှစ်ဒါ premier league ပြိုင်ပွဲတွေကိုကျွန်တော်ပြင်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဘောနော်ဒီ mlb ဇေယျရဲ့အဆင့်7နေရာအထိကိုဒါဥရောပဝင်ဝင်မျှော်လင့်ချက်ရှိနေတာဖြစ်တယ်ဘောနော်လက်ရှိ premier league mlb ဇေယျမှာဆိုလို့ရှိရင်အဆင့်1ကနေပြီးတော့9အထိ အသင်းနေရာဒါချိန်မဲလေးဝင်ဝင်ရမှာဖြစ်ပြီးတော့အဆင့်6ကနေပြီးတော့အဆင့်9နေရာကအသင်းနေရာတော့ဒါယူရိုပါလိနဲ့ယူရိုပါကွန်ဖရင့်လိဝင်ဝင်ရမှာဖြစ်တယ်ဟုတ်နော် ဒါမှမဟုတ်လက်ရှိဒါ Premier League ကလပ်အသင်းတင်းဖြစ်တဲ့ Chelsea ပေါ့နော် Chelsea ကလက်ရှိ Conference League မှာဆိုလို့ရှိရင်သူ Final ကိုရောက်သွားခဲ့ပြီဖြစ်တယ်။အဲ့တော့ဒါ Conference League မှာသာ Chelsea အသင်းပိုဆွဲခဲ့မယ်ဆိုလို့ရှိရင် Europa League ဝင်ဝင်တနေရာစာထပ်ပြီးရောရရှိမှာဖြစ်တယ်ပေါ့နော်။ဒါမှမဟုတ်လက်ရှိမှာ Chelsea က Champions League ဝင်ဝင်အသင်းမှာရှိနေတာကြောင့်ဒါ Yadi ကောင်မှာဒါသူတို့ Champions League ဝင်ဝင်လေ Premier League မှာသူအဆင့်125ကို Chelsea ဝင်ခဲ့မယ်ပြီးတော့ကွန်ဖရင့်လိမှာလည်းဒါ Chelsea အနေနဲ့ဆိုလို့ရှိရင်ပိုဆွဲခဲ့မယ်ဆိုလို့ရှိရင်ဒါ ဒီအင်္ဂလန်ပရီးမီးယားလိမှာဆိုလို့ရှိရင် essential နေရာကိုရောက်တဲ့အတင်ကဒါ completely ဝင်ဝင်ရတော့မှာဖြစ်တယ်ဗောနော်အဲ့တော့ဒါလက်ရှိပရီးမီးယားလိမှာဆိုလို့ရှိရင်အတင်၄တင်က essential နေရာကိုရောက်ဖို့သူတို့အခွင့်အရေးရှိတယ်ဗောနော်ဒီ brand food ရယ် python ရယ် fuan ရယ်ဒီဘုံမောက်ရယ်ဗောနော်ဒါမှမဟုတ်အဲ့ဒီအတင်၄တင်ထဲမှာ ဒါအဆင့်ရှိနေရာကိုရောက်ဖို့ဒါအခွင့်အရေးအများဆုံးအသင်ရ Brighton ဖြစ်တယ်။ဟုတ်လားသူတို့အနေနဲ့ဒါလက်ချက်နှစ်ပွဲဦးလာအနိုင်ရခဲ့မှာဆိုလို့ရှိရင်ဒါဘယ်အသင်းရဲ့ရလက်တကူမှသူတို့စောင့်ကြည့်စရာမလိုတော့ဘူး။ချင်းဒီပေါ်သူတို့အဆင့်ရှိနေရာကိုရောက်မှာဖြစ်တယ်။ဟုတ်လားဒါပဲမလို့ဒါ Brighton ရဲ့လက်ချက်နှစ်ပွဲကိုကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှိရင် Liverpool စပါအရှအစရှိတဲ့အသင်းအနေနဲ့ကစားမှာဖြစ်တာကြောင့်ဒါသူတို့အတွက်တော့ဒါချင်းဒီပေါ်အနိုင်ရဖို့လိုကူမှာမဟုတ်ဘူးနော်။ဒါပေမဲ့အဲ့ဒီနှစ်သင်းလုံးကဒါပြောမှာဆိုလို့ရှိရင် Premier League မှာဆိုလို့ရှိရင်အမှတ်မလိုတော့တဲ့အသင်းတွေဖြစ်တာကြောင့်ဒါ Brighton အတွက်တော့ဒီချက်က ဒါတက်တန်ရရစီမှာဖြစ်တယ်ဘုန်းတော်ဒီအဲ့တော့ဟုတ်ပြီဒါဒီနေ့မှာကစားမဲ့ဒါလေဘဘူးတစ်ဖက်ကလေဘဘူးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးနှစ်ပွဲမှာသူတို့ရမှတ်တက်မှတ်ပဲရအဲ့တော့ဒီနောက်ဆုံးနှစ်ပွဲမှာဒီရမှတ်တက်မှတ်ပဲရခဲ့ရဆိုတော့ဒီချက်ကဒါပြောမယ်ဆိုလို့ရှိရင် Brighton အတွက်တော့ဒီတော်တော်လေးကိုအနိုင်ရဖို့အားသက်စေလိမ့်မယ်ကျွန်တော်ထင်တယ်ဘုန်းတော်အဲ့တော့ဒီနေ့မှာကျွန်တော်ဒီ Brighton ကိုသဘောကျတယ်ဘုန်းတော်သူတို့လေဘဘူးကိုအနိုင်မရခဲ့ရင်တော့အနည်းဆုံးတည်ရီတမတ်လောက်တော့ ဒါပရိုက်တက်တင်းစူဆောင်းထားဖို့လိုလေစူဆောင်းလဲအဲတည်တမတ်လောက်လောက်လေသူအနည်းဆုံးကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့အဲ့တော့ဒီနေ့မှာဒါတည်ကြရင်တော့အရှုံးမရှိမယ်ဒီ G တခုမှာဒါ Brighton ဘက်မှာနေရတန်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်ပြီးတော့ဒါဒုတိယတခုအနေနဲ့ဆိုလို့ရှိရင်ဂိုးပေါ်သဘောကျဗောနော် Liverpool က ဒါနောက်ဆုံးနှစ်ပွဲမှာတို့အနိုင်မရခဲ့ဘူး။ဒါမဲ့လို့ဒူရဲတိုက်စီကိုကျွန်တော်ပြန်ကြည့်ရင်အတွင်းကို၃ဂိုးလီရခဲ့တယ်။ဘာလို့ပြီးတော့ဒီရာဒီလီဗာပူးရဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တဝက်လောက်ကဒီအတွင်းကို၄ဂိုးလောက်ထိရှိခဲ့အောင်လေးရဘာလို့ပြီးတော့နောက်ဆုံးနှစ်ပွဲမှာဆိုလို့ရှိရင်နှစ်သင်းပေါင်းအတွင်းကိုဒါ၄ဂိုးလီရှိခဲ့ပြီးတော့အဲ့ဒီနှစ်ပွဲရဲ့ဒါ၉ရာနေကြီးချန်အိတ်ကြီး စုစုပေါင်းတွေကိုကျွန်တော်ပြန်သွားကြည့်မယ်ဆိုလို့ရှိရင်လည်းဒါ9.0ဒီရှိခဲ့တယ်ပေါ့နော်ပြီးတော့ဒီတစ်ဖက်က Brighton ကိုကျွန်တော်ပြန်ကြည့်ရင်လည်းနောက်ဆုံး6ပွဲမှာဒါသူတို့ရဲ့တိုက်စစ်ကတွင်ကို22ဂိုးတီရခဲ့တာကြောင့်ဒါဒီနေ့မှာဒါ Brighton ရဲ့တွင်ကိုတွေကိုလည်းကျွန်တော်မြင်တွေ့ရလိမ့်မယ်ထင်တယ်အဲ့တော့ဒီပွဲကနှစ်သင်းပေါင်းတွင်ကိုတွေရရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ဒီ Brighton နဲ့ Goal ပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့